ရတဲ့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆိုလိုက်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်ပြပသတင်းများကျွန်တော်ရသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းကြီးစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပရမအောင်စွာစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့ NASA ကဒီရွေးကောက်ပွဲအတွက်အစုဖွဲ့ပုံစံတစ်မျိုးဖြင့်ပေါ်လာနိုင်တယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင် NASA ကအုတ်ချဖက်ကနေရွေးကောက်ပွဲကျင်းပမယ့်ကာလအတိအကျကိုထုတ်ဖော်ပြောကြားသွားတဲ့ဖြင့်လက်ရှိ6လသက်တမ်းကိုပါကရွေးကောက်ပွဲအတွက် အစုဖွဲ့အင်အားစုပုံစံတစ်မျိုးပေါ်လာနိုင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကြက်ခံများကတုံ့တက်ပြုစုထားဖြစ်ပါရယ်။နာဆာကအောက်ချောင်းပို့ချုံမှုကြီးမင်းအွန်လိုင်းဟာ2025ခုနှစ်မတ်လ9ရက်ကဘဲလာရုတမရာလူရှန်ကာကိုနဲ့ပူတွဲတရင်စာရှင်းလင်းပွဲတွင်အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်ကျင်းပသွားရန်စစ်ဆင်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါရယ်။ ထို့ကြောင့်ယခုလမဲဩဂုတ်လတွင်6လတက်တန်းတူထားမှုကုတ်ဆုံးမည်ဖြစ်တဲ့အတွက်၎င်းကာလအလွန်တွင်နာဆကာမှာတက်တန်း6လထပ်တိုးခြင်းအစားတခြားပုံစံတစ်မျိုးဖြင့်ပေါ်လာနိုင်ကြောင်း NCA ထုတ်ထားသည့်ပုံအမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNNO မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကကပြောဆိုထားဖြစ်ပါသည်။ ဒီဇင်ဘာမှာလုပ်မယ်ဆိုရင်တော့မှအချိန်က6လကျန်တယ်လေအချိန်6လကျန်တော့ဩဂုတ်လမှာ6လပြည့်တဲ့အချိန်မှာကျန်တဲ့6လကိုရွေးကောက်ပွဲလုပ်တဲ့ကာလနောက်6လထဲပါသွားမှာပေါ့အဲ့ဒီအတွင်းမှာဖြတ်ချင်တဲ့သဘောရှိပါတယ်ကျွန်တော်ကြည့်ရတာကတော့ဒါကြောင့်အခုဩဂုတ်လမှာတော့6လနောက်ဆုံးတိုးတာပြည့်မယ် ကျန်တဲ့6လကတော့တက်တန်တိုးတာထက်ကိုရွေးကောက်ပွဲကျင်းညာပြီးတော့ရွေးကောက်ပွဲကိုကန်တွယ်မဲ့အစုအဖွဲ့အင်အားစုရွေးကောက်ပွဲကော်မရှင်နဲ့အတူရွေးကောက်ပွဲကိုကြီးကြပ်မဲ့ပုံစံတမျိုးတော့ပေါ်လာနိုင်ပါတယ်။အဲ့ဒါဆိုရင်တော့တက်တန်မတိုးဘဲနဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်အခြေအနေဆိုတဲ့ဟာနဲ့ဖန်တီးလို့ရနိုင်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲတကယ်ပဲ6လကာလပေါ့ဘူချုံမူကြီးပြောတာတေချာနားထောင်ကြည့်ရရင်တော့ ဖေဖော်ဝါရီလမရောက်ပါဘူးဒီဇင်ဘာလသို့မဟုတ်ဇန်နဝါရီလဆိုတော့ဖေဖော်ဝါရီလက6လထပ်ပြည့်တဲ့အချိန်အဲ့ဒီကိုမကူးစစ်ချင်းဘူးဆိုတဲ့သဘောပေါ်လွင်နေတော့အောက်ကလမှာ6လပြည့်ရင်ရွေးကောက်ပွဲကိုကြီးကြပ်မဲ့ပုံစံတစ်မျိုးနဲ့တက်တန်ကိုရွေးကောက်ပွဲခေါ်ယူနိုင်ရေးအတွက်အဲ့ဒီတက်တန်ဖြစ်သွားနိုင်တယ်လို့ပြောဆိုထားဖြစ်ပါတယ် ပြည်ကနေ2020ပြည့်နှစ်ရွယ်ကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွေ့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခေတ္တတောင်းဝန်ယူထားခြင်းဖြစ်ကြောင်းမကြာခင်မှာလည်းဥပဒေနဲ့အညီရွယ်ကောက်ပွဲကိုကျင်းပတော်ရန်ရှိကြောင်းမတ်လ9ရက်နေ့ကဘဲလာရုတမန္တာလူကာရှန်ကိုနဲ့ဥတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားကြောင်းသိရှိရပါသည် ထို့ပြင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြည်ရန်နိုင်ငံရေးပါတီက73ပါတီစီအပီတွင်းထားကြောင်းပြောဆိုခဲ့ပြီးရွေးကောက်ပွဲကျင်းပမဲ့ရဲ့အတီကြကိုရော ပြောဆိုသွားခဲ့ခြင်းမရှိခဲ့ပါဘူး။ထို့သောရွေးကောက်ပွဲကျင်းပမည်ဆိုပါက2008ခုနှစ်ပုံခြေကံဥပဒေအရကာလုံတို့ပြန်လဲလွဲပြောင်းပေးရမည်ဖြစ်ကြောင်းတင်နဂမဟာပြူဟာလိလရဲ့အပွဲမှာဒရိုက်တာဦးသိန်းထွန်းကပြောဆိုထားဖြစ်ပါရယ်၎င်းကတော့ အတလိုရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တော့ကျွန်တော်တို့အခြေခံဥပဒေအရနဲ့ပဲနာဇကကနေအကောက်ွယ်ရင်းနဲ့လှုပ်ချိုးရေးကောင်စီပေါ့ကာလုတ်ကိုပြန်လွှဲရမယ်6လအတွင်းမှာရွေးကောက်ပွဲလုပ်ရမယ်လို့ဥပဒေပြဋ္ဌာန်းချပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုလွှဲပေးရမယ်ဆိုရင်ရွေးကောက်ပွဲကျင်းပဖို့အတွက်ကျင်းပမယ့်အချိန်အပောင်းဝင်ဒီဘက်ကပြင်ဆင်ဖို့အတွက်လည်းမဲဆွဲဖို့ကာလက3လပြီးထားတာကိုအ ਨੇ ဆုံး6လပေါ့တတ်မှတ်ချက်ရှေ့ကိုကြိုပြီးတော့အလုပ်တယ်တကယ်လို့ရွေးကောက်ပွဲကျင်းပဖို့အတီကျညာပြီးသွားရင်လည်း အတီကျင်ညာပြီးသွားပြီဖြစ်လို့တေချာတဲ့အခုတက်တန်ပြီးသွားတဲ့အခါမှာဆိုရင်တော့ကာလုတ်ကိုပြန်လွှဲပြီးရွေးကောက်ပွဲလုပ်ဖြစ်ဖို့ဖြစ်သွားပါလိမ့်မယ်လို့ပြောဆိုထားဖြစ်ပါတယ် နာဆကအဝတ်ချာပြီးခဲ့တဲ့2022ခုနှစ်ကလည်း2023ခုနှစ်အောက်တိုဘာလတွင်ရွေးကောက်ပွဲကျင်းပမည်ဟုထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ငံတော်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားလာခြင်းကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်425ကိုကျင့်သုံး၍တာမန်မဟုတ်တဲ့အခြေအနေဟုဆိုကအရေးပေါ်အခြေအနေကြေညာထားမှုကိုတော့6လတက်တန်တိုးလာခဲ့ခြင်းမှာယနေ့အထိပင်ပဲဖြစ်ပါရယ် ထို့ကြောင့်ဘင်လာရုတမရာလူကာရှန်ကိုနဲ့ပူးတွဲတရင်စာရှင်နဲ့ပွဲတွင်ပြောဆိုခဲ့တဲ့ရွေးကောက်ပွဲကျင်းပပေးမဲ့ကာလအပေါ်မှာလူထုကြမှာမေးခွန်းထုတ်လျက်ရှိနေခဲ့ကြလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့ဘန်မော်ရင်စကောင်စီရဲ့ဒရုန်း9စင်းကို KIA ကပြစ်ချနိုင်ခဲ့ပြီးစကောင်စီတပ်ဆွတ်ထားတဲ့73စစ်ဆိုင်မီလောင်နေပြီးတိုက်ပွဲပြင်းထန်နေပြီးစကောင်စီတပ်ကနေလေကြောင်းတိုက်ခတ်မှုမရမနာလို့ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် ကချင်းပြည်နယ်ဗန်းမော်မြို့နယ်တွင် KNU စွန်တော်တော်နေတပ်များနဲ့စစ်ကောင်စစ်တပ်များကြားမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စစ်တပ်ရဲ့တရုံ90စင်ကိုဘုံကျဲပြစ်ချနိုင်ခဲ့ကြောင်း KNU တရင်မြက်ကရှန်ကုန်းခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ် 2022ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှစတင်၍ဗန်းမော်မြို့ကိုတိမ့်ပိုင်နိုင်ငံ KAI ဦးဆောင်တော်ပူပေါင်းတပ်များကထိုးစစ်ဆင်တပ်ခတ်လျက်ရှိရာလက်ရှိအချိန်ထိတိုက်ပွဲများဆက်လက်ပြင်းထန်နေဆက်ဖြစ်ကြောင်းစကောက်စစ်တကဒရုန်းများအသုံးပြု၍ပုံမောများပြားလာနေပြီးယမန်နီမတ်စလ9ရက်နေ့တရက်ထဲမှာပဲစကောက်စစ်ရဲ့တပ်ရဲ့ဒရုန်း9စီးကိုပစ်ချနိုင်ကြောင်းသိရှိရပါသည် ငါတို့ပြစ်ချနိုင်ကြတာကသူတို့ခဏစီရှိပါတယ်မနေ့ကပြစ်ချတာတိုက်ပွဲနဲ့ပြင်းထန်နေပါတယ်လေးချောင်းတက်ခတ်မှုကတော့စကောင်စီကမရမနာကိုလုပ်နေတာအခုချက်ချစ်လဲတိုက်ပွဲပြင်းထန်နေတော့မှပဲဟိုကဲရဲ့သတင်းမြင့်ကပြောဆိုထားဖြစ်ပါတယ် ထို့ပြင်ရနေဘန်းမော်မျိုးတုံးမတ်အနေရှိစကောင်းစစ်တပ်များတက်ဆွဲထားတဲ့73စီအယောင်ဆိုင်တွင်မီးများလောင်ကျွမ်းနေပြီးတိုက်ပွဲအတွင်းပစ်ခတ်မှုများကြောင့်မီးလောင်ကျွမ်းနေခြင်းဖြစ်ကြောင်း KNI ဥဆောင်တော်တော်လေးတပ်များမှစကောင်းစီရဲ့နောက်ဆုတ်ခံတပ်ဖြစ်တဲ့စကကခ21ကိုဝိုင်းဝိုင်းပိတ်ဆို့တိုက်ခိုက်နေစဖြစ်ကြောင်းသိရှိရပါသည်။တိုက်ပွဲကတော့စကကခ စက္ကစား27တက်အထက်ထိကိုရောက်နေပြီဟု KNY သတင်းမြစ်ကဆွထားဖြစ်ပါရယ်။လက်ရှိ KNY ဦးဆောင်တော်တော်လေးတမျာကဗန်းမော်မြို့တင်တိုက်ပွဲတွင်အမြောက်တပ်366အမတ်6000ခွန်းတက်ချကတပ်အမတ်9014တင့်ကတပ်နှင့်ခလရ136တရင်တို့ကိုအပိတပ်ရရှိခဲ့ပြီးစက္ကခ27ကိုဆက်လက်ထူးဆစ်ဆင်းနေဆက်ဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ကျုပ်ပင်ကောက်တွင် PDF သတင်းများကိုစစ်တပ်ထံသို့စုံစမ်းပေးပို့နေတဲ့ပြူစောချီမြင့်လွင်ကိုထိတင်းထားစဉ်ထွက်ပြေးသွား၍လက်လံဖန်းစည်းရာကနေတည်ဆောက်သွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ပဲခူးတိုင်းကျုပ်ပင်ကောက်မြို့နယ်တွင်တော်လရင်တပ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်း၍စစ်ကောင်စစ်တပ်ထံသို့သတင်းပေးပို့တဲ့ပြူစောချီမြင့်လွင်ကိုထိတင်းထားစဉ်ထွက်ပြေးသွားတဲ့ဖြင့်လက်လံဖန်းစည်းရာကနေတည်ဆောက်သွားကြသောတာယာဝတီကရန်တရင်တုံထောင်း ရှီယာနစ်တပ်ခွဲခြား Black Dragon ကိုတပ်ဖွဲ့မှတာဝန်ရှိတူတူကရှန်ကုန်းခေတ္တတဲ့ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်။မတ်လရှီယာနစ်နဲ့နဲ့ရှေးနိုင်ရဲ့ချိန်ခံတွင်ကျုပ်ပင်ကောင်မျိုးနဲ့ရွှေပန်တော်ကြီးရွာနယ်နေထိုင်တဲ့အကျန်းပစ္စတဲ့ရဲ့တရင်ပေးပြူစောတီမြင့်ဝင်ကုန်းအလဲကုန်းရွာနယ်ကြာရွာဖရာအချာမှာရှိတဲ့စက်တရေးလမ်းပိုင်းတိုင်းဆိုက်ကယ်စီလာစဉ်တာဝတီခရံတရင်၃၀၀၀ရှီယာနစ်တပ်ခွဲခြား Black Dragon ကိုမှမိုဘိုင်းဖုန်းတစ်လုံးဆိုင်ကယ်တစ်စီးနဲ့အတူအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထို့သောဖန်ဆီးခဲ့ပြီးနောက်ကျွန်လည်းတပ်ဖွဲ့များကစစ်ဆင်မှုပြုလုပ်နေစဉ်၎င်းကိုယ်တိုင်ကစစ်တပ်တရင်ပေးဖို့ဝန်ခံထွက်ဆွခဲ့ပြီးအရေးယူမှုများဆက်လက်လှုပ်ဆောင်နိုင်ရန်ဖန်ဆီးထိတ်တဲထားခဲ့ကြောင်းယနေ့မတ်လ10ရက်နေ့နနက်အစောပိုင်း၄နာရီခန့်တွင်ကျွန်လည်းရဲဘော်များအိပ်ပျော်နေစဉ်ထွက်ပြေးသွားကြောင်းထို့သူထွက်ပြေးသွားသည့်ကိုစခန်းအတွင်ကင်းလက်နေတဲ့ကျွန်လည်းရဲဘော်များကတွေ့မြင်သွား၍လန်ဒန်ဖန်ဆီးစဉ်ပြစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးတိုက်ဆုံသွက်ခဲ့ကြောင်းသိရှိရပါသည် ပြည်စော်တင်မြင့်လွင်ဟာရွှေပန်းတော်အထက်တန်းကျောင်းတိုင်းကျောင်းဆောက်အဖြစ်လှုပ်ဆောင်ခဲ့ကကျောင်းလိုက်ရေပေါ်များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်း၍အကြံပေးစစ်တပ်ထံတရင်ပေးခြင်းအကြံပေးစစ်တပ်ထံမှမှန်တရင်များပေးကပြည်သူများအားဖမ်းဆီးခံခြင်းဒိဋ္ဌပြည်သူများရဲ့ဆိုင်ကယ်များကိုလည်းစစ်တပ်နဲ့အတူဖမ်းဆီးခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းထို့ပြင်မြင့်လွင်ဟာအလဲကုံရဲစခန်းမှဖွဲ့စစ်ထားတဲ့ပြူစောတီအဖွဲ့ဝင်တို့ဖြစ်ကြောင်းသိရှိရပါသည် အကြောင်းရဲ့ဒီဆက်ပင်မှုကိုကျွန်မပဲခေတ္တနာကိုပြောပါရှင်။အပင်သောစင်မတော်ရဲ့အထူးပဲကျဆွတင်ရှိပါရှင်။